ဒီ beauty pageant အလှမယ်လောကမှာပေါ့နော် national writer license ကိုခြံရတာဟာဒါတာဝန်အရင်ကြီးမားတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလဲဒီ power house နိုင်ငံတွေတောင်မှဒီ national writer တွေခဏခဏပြောင်းတာမျိုးတွေကိုမြင်ရတယ်ပေါ့နော်ဆိုတော့ဒီမြန်မာနိုင်ငံမှာဒီမြန်မာနိုင်ငံရဲ့ဒီ national writer တခြား national writer တွေရော city writer တွေရောပြီးရင်အဲဒီအလှမယ်တွေရောအလှမယ် arbiter fan တွေရောပေါ့နော်ဒီ မဆိုးယူဝယ် Miss Universe မြန်မာ National Director အနေနဲ့ဆနှစ်နှစ်တိတိသူအော်ခိုင်ဆောင်တာဝန်ထမ်းဆောင်လာခဲ့တဲ့ဆနှစ်နှစ်တိတိအတွင်းမှာပေါ့နော်သူစီကနေလစ်လာလို့ရတဲ့အရာတွေအများကြီးရှိတယ်အဲအဲ့ဒါအထက်တစ်ခုကကြတော့ဗာလဲဆိုဆိုသူကိုယ်တိုင်လည်းပြောခုတယ်ပေါ့နော် National Director License ခိုင်နေဆိုတာဒါ National Director ဆိုတဲ့ title လေးတစ်ခုပဲခိုင်ထားမဟုတ်ပေါ့နော်ဒါဟာ mission ဆိုတဲ့တာဝန်ကိုခိုင်ထားပြီတယ်ပေါ့ဆိုတော့ it is not just about holding a title it is about holding a mission ဒီလိုမျိုးပေါ့နော်အဲနောက်တစ်ခုကကြတော့ဗာလဲဆိုတော့ ဒီ national writer တယောက်အနေနဲ့သူ့မှာဒီပြောင်းလဲလာတဲ့ trends တွေကိုလိုက်ရတယ်ပြီးရင်တော့ international pressure တွေလည်းရှိတယ်ပြီးရင်နောက်တစ်ခုကလည်းဆိုတော့ national challenge တွေလည်းရှိတယ်မြန်မာနိုင်ငံတွင်းမှာတော့တစ်နေ့တစ်နေ့ဖြစ်နေတဲ့တစ်နေ့တစ်နေ့ဖြစ်နေတဲ့ပြဿနာတွေအများကြီးလေအဲ့ဒီ challenge တွေကြားထဲမှာ survive ဖြစ်ဖို့ကြိုးစားရတယ်ပေါ့နော်ဆိုတော့ it is not just about surviving change လည်းမဟုတ်သေးဘူးပေါ့နော် ပြောင်းလဲမှုတွေကြားထဲမှာပဲရှင်သန်မှုကြိုးစားတာမဟုတ်သေးပဲနဲ့ it is also about shaping it ပြောင်းလဲမှုတွေကိုလည်းသူဖန်တီးဖို့ကြိုးစားတွေ့ရတယ်ဒါဘောပေါ့နော်ဒီတခြား ဒီ national director တွေရောဒီ city director တွေရောပြီး beauty queen fan တွေရော beauty queens တွေရော ပေါ့နော်သူစီကနေလည်လာလို့ရတဲ့အရာလေးတွေတော့မြင်မိတယ်